ဝမ်းချုပ်တယ်ဆိုတာကလူရန်ဖြစ်မှုကြတယ်နော်အများအားဖြင့်အနည်းရမရှိတတ်ဘူးဒါပေမဲ့အခုကျွန်တော်ပြပြမယ်အချက်တွေနဲ့ကိုက်ညီနေတယ်ဆိုလို့ရှိရင်တော့ဝမ်းချုပ်တာကအနည်းရှိတယ်ပြောလို့ရတယ်ဆောင်းနဲ့ချက်ချင်းပြမှာဖြစ်ပါတယ်အဲ့တော့ကိုကကိုရဲ့မိသားစုတဲမှာဥမာကြီးကင်ဆာမျိုးရှိတယ်ဆိုလို့ရှိရင်ဝမ်းချုပ်တာခဏခဏဖြစ်နေပြီဆိုရင်ဆောင်းနဲ့တိချပြမှာဒါအပြင်ဝမ်းသွားတဲ့အချိန်မှာသွေးပါတယ်ကော်ဖီလိုအန်တယ်သွေးစာလေးပါတယ်ကတရာစီလိုဖြစ်နေခဲ့တယ်ဆိုရင် ကြောင်နဲ့သိချပြပါအဲပြီးတဲ့ခါမှာဆိုလို့ရှင်ဘိုက်လေးရန်အောက်တယ်ဝမ်းလက်ချုပ်တယ်ဘိုက်လေးရန်အောက်တယ်ဒါဆိုရင်ကြောင်နဲ့ပြပါဒါပြေုံမှဝမ်းချုပ်တာအပြင်ဘိုက်ကြီးဖောင်းလာမယ်ဘိုက်ကြီးပူလာမယ်ဒုတိယပူလာမယ်ဘိုက်မှာအလုံးဆက်မိမယ်ဒါဆိုလို့ရှင်လဲကြောင်နဲ့ပြမှာဖြစ်ပါတယ်ပြီးတော့ဝမ်းချုပ်တာအပြေုံမှနောက်လျှောက်အန်နေမယ်ပြုတ်မယ်ဆိုလို့ရှင်ကြောင်နဲ့ပြမယ်အားမရှိသလိုခံစားနေရမယ်ဆိုရင်လဲကြောင်နဲ့ပြမယ်ဘာမှမစားခြင်းဘူးနှုံးနေမယ်ဒါဆိုလဲကြောင်နဲ့ ပြဖို့လိုအပ်တယ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ညနာဖြူဆုံနေမယ်ရှားတွေနှခမ်းတွေဖြူနေမယ်ဆိုရင်လည်းဆောင်းနဲ့ပြမှာဖြစ်ပါတယ်ဒါပြင်ဦးမှာရင်ခဏခဏတုံတာသွေးပေါင်ခဏခဏကြတာဖြစ်လာခဲ့ပြီဆိုရင်လည်းဆောင်းနဲ့ပြအောင်လုပ်ရတယ်ပြီးတော့အကြောင်းရင်းမမေရမရှိဘဲနဲ့ကိုလေးချိန်ကြတော့တာဖြစ်လာခဲ့ပြီဆိုလို့ရှင်လေဆောင်းနဲ့ပြဖို့လိုအပ်ပါတယ်เนาะဒါကတော့ဝတ်ထုတ်ပြီဆိုလို့ရှင်ဆောင်းနဲ့ပြရမယ်အရေးပေါ်အခဏာတွေပဲဖြစ်ပါတယ်